sus pasas to dul nam le ဒီကမိုးကြိုးနဲ့လျှက်စီးရဲ့အစင်တခင်အစ်စ်လေဒူတူမြတ်မြတ်အပြည့်ကျင်ကြရဲ့မေကွန်တစ်ခုပါဂရန်တော့စိတ်ဝင်စားခြင်းမှာစိတ်ဝင်စားပါလိမ့်မယ်မတူညီရဲ့နေပဲတစ်ခုကနေဖျားတွေကိုနှမ်းရှင်လာဆိုအမြင်မတူတာတွေလည်းရှိမှာပေါ့ဗျာအမှားဆုံးအနေနဲ့တောနေတဲ့ North Score တွေအကြောင်းအရင်ပြောရရင်သူတို့ကလူတွေထက်အများကြီးတာပါဘာဝလုံးလက်နက်တွေနဲ့ဆွမ်းအားတွေလည်းပိုင်ဆိုင်ကြပါဒါပေမဲ့ရနာရောဆိုတဲ့အချိန်မှာသူတို့အသိမယ်ဆိုတာကြီးတော့တမျိုးကြီးပါ ခုဘက်မှာကျနတ်ဘုရားတေဆိုတာမဖြစ်နိုင်တဲ့ကိစ္စတခုပါတွေးအောင်လေဓမ္မီကောတွေကတော့တင်းတင်းပဲပေါ့နတ်ဘုရားအစ်စ်တေကတော့ဂရိတန်တိုင်းမှာမကြောက်ရဲဖြစ်ရတခုပါဒီနေ့မှာအဲ့ဒီမတူညီရဲ့နယ်ဘယ်တစ်ခုရဲ့ဆုစ်နဲ့တော့နှိုင်းရှင်ကြည့်မယ်ဗျာဒီနတ်ဘုရားနှစ်ယောက်ရဲ့ဆွမ်းအာနှစ်ချက်လက်နက်နဲ့တိုက်ဝဲပင်ဆွမ်းဆောင်ရည်ဒါတွေအဓိကထားပြီးတော့ရှင်းပြသွားမှာဆိုတော့မိုးကျရဲ့အရှင်သခင်အစ်စ်ကဘာလုပ်လဲဆိုတာဒီရောက်ကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုဖိတ်ခေါ်ပါရဗျာ တော့ကြောင်ပြောနေတဲ့စလိုက်အောင်ဗျာ။ Marvel Fan တွေတယောက်ဆောင် Chris Hemsworth ရဲ့တော့မိထားလိုက်တော့ဗျာ။အဲ့တော့အတကယ်တော့နဲ့လာလာမှမဆိုင်ပါဘူး။ခုမြင်နေရတဲ့အရက်ပူပြပြဘိုက်ရွှဲရွှဲသမီးကြီးကြောင်ကြောင်လူကြီးရလဲတော့ပဲဗျာ။ဒီတော့ကတော့ God of War Ragnarok ခင်းနေတာတော့ဖြစ်ပါတယ်။ဒါပေမဲ့ဒါတကယ် North Dan တိုင်းလဲတော့နဲ့အနည်းဆက်ဆုံးတော့လေဖြစ်နေပါတယ်။ဆိုတော့တော့ရဲ့စွမ်းအားရပါရည်လေ။ဘုပ္ပိုင်းဆိုင်ရာအရာတော့တော့အရန်တန်တာဗျာ။ သူ့ရန်သူရေခဲဘလူးရဲ့ခေါင်းထုခွဲနေသူ့ရဲ့နေစဉ်အလုပ်လို့ကိုဖြစ်နေရသူ့မှာစွမ်းအားတွေကိုနှစ်စားတိုးပေးနိုင်တယ်မော်ကပဲလည်းရှိပါတယ်ဒီလိုကပဲရှိနေမှာတော့စမ်းကြာဆန်မောင်ပါချန်တော့ပေါ့ဗျာနော့စဒန်နိုင်ရတော့တော့ဟာလေတွေမိုးတွေနဲ့မိုးကြိုးတွေနေရစီးကိုဆိုးရဒီနေ့ကပြအဲ့ဒီအရာတွေကိုထိန်းချုပ်တဲ့နတ်ပြားတော်ပါပေါ့ဗျာတကယ်ကျမ်းတာသူ့ရဲ့တူပါမယောနေရလို့အမိရပါတယ်သူ့တူထည့်ရနေရမိုးကြိုးပြတယ်လို့ဆိုကြပါတယ် မယုံနေရဝုတ်ရမ်းပြီးမုံတိုင်းနေတော်ဖန်ပြီးလို့ရတယ်ဗျနောက်တစ်ခုကတော့အပြန်နိုင်လားဆိုရမှာပဲတော့ကတော့မယုံနေရတူကြီးရမ်းပြီးပြန်နိုင်တယ်ဗျတကယ်တမ်းအကောင်းဆုံးမပြန်နိုင်တာတော့မှန်ပါတယ်တူနဲ့တော့မဟုတ်ပါမုံစိတ်နဲ့ကောင်ဆွဲရထားလင်းနေတော့တော့လို့ရဲ့ဇူးစ်ကလည်းကောင်းငင်နဲ့မိုးကျိုးတွေကိုအစိုးရပါတယ်မုံတိုင်းတစ်ခုပဲဖန်ပြီးမလားဂျန်သူမိုးကျိုးနဲ့ပဲပြစ်မလားဘာလာလာထောင်းနေဇူးစ်ပါကျေယူတောင်နေရာရွှေ့ပြနေတယ်လို့ဆိုကြပါသည် အမိုက်ဆုံးကတော့သူ့ပုံစံကိုကြိုက်တဲ့ပုံစံပြောင်းနေတော့တစ်ပင်လည်းရတယ်လို့လူလည်းရပါစုစီပုံစံအစ်စ်ကဘယ်သူမှမမြင်နိုင်ပါတခါတော့ကဆိုဝိုင်းနေဖျားဒိုင်ယိုနီးဆက်ရဲ့အမေကဆူတောင်းလိုက်ပါစုစကိုမြင်ကျင်နေဆိုပြီးဆူတောင်းတာတကယ်လဲမြင်အောင်သူမှမီးကျွမ်းသွားတာပြုတ်ဒီတစ်ချက်ကတော့တော့နဲ့တူမယ်မထင်ပါဘူးစုစီရဲ့ physical ကလည်းအကျန်းစားသူ့ရဲ့ physical ကိုရှင်းနိုင်တာသူသားဒန်မီကဟာရီကယ်လီတယောက်ပဲရှိပါ ဒီခုနှစ်ယောက်ရဲ့အားနည်းချက်တွေကြောင့်ပြောမယ်ဆိုရင်တော့အတော်စိတ်ဆက်တာပဲထင်းနေရှိတူးနဲ့ထုပလိုက်မယ်ဆိုတာပါဘီရက်နာမှာမွေကြီးယောမန်ကန်းသားရဲ့အစိတ်မိပြီးတိတ်မယ်ဆိုတာရှိပါသေးဆူးစ်ကိုတက်ဖို့ဆိုတာမဖြစ်နိုင်တဲ့အရာ Okay ဒီလိုလက်နက်တွေကြောင့်ပြောမယ်ဗျာတော့မှာစွမ်းအားနှစ်ဆတိုးစီရဲ့ကပတ်ပတ်ထားအပေါ်မှာပြောပြီးပါအကျဉ်းဆုံးကလည်းသူ့ရဲ့မေယိုနီယာတူပါဒီတူကို broken ness syndrome လို့ခေါ်ရဲ့လူပုညီကိုနှစ်ယောက်ထင်းလောက်ခဲ့တာ။ဒါပေမဲ့သူရဲ့လက်ကံကအတော်လေးကိုတို့ပါတယ် လေးလေတော်လေးပါတိုးတော်မှာတူအိုကိုင်မမော်ကမတ်နဲ့တန်လက်အိတ်တွေဆွတ်ရပါတယ်နောက်ပြီးဒီမယောနီယာသူ့တခင်နဲ့အဝေးယူမပြေးပါတန့်ပြန်လာပါဒါပေမဲ့ပြမှတ်ကိုလည်းဘယ်တော့မှမလွဲပါဆုစ်မှာတော့အဲ့လိုမျိုးချင်းရှားရဲ့လက်နက်မရှိပါသူ့ရဲ့လက်နက်စစ်ကားတန်တာပေါ့လေးစီးပါသူ့နှစ်ယောက်လုံးရဲ့တိုက်ပွဲတွေအကြောင်းပြောမယ်ဗျာတိုးရဲ့ရန်သူကယွန်တာလို့ခေါ်တဲ့ဘလူးကြီးပဲပါသူ့ရဲ့ရွယ်စားပိုးကြီးပါဒါပေမဲ့ဘလောက်ပဲရွယ်စားကြီးကြီးတိုးနဲ့တွေ့ရင်တော့တစားစီထူခွဲခံရတာ စုစတဲ့အတူတူပါပဲသူ့ဖေပါဝင်အေယာမတိုက်တန်ကြီးကိုငရဲတွန်းနေကြီးထဲ့ပြီးအချင်းချပစ်တာဆိုတော့တော်တော်စူးစူးကြိုက်တယ်ခေါင်းကြိုက်တယ်ရွယ်လားဒါပဲလားဆိုပြီးတော့စိန်ခေါ်တိမဲ့စတိုင်းတွေပါတော့ရဲ့အကျန်းဆုံးတိုက်ပွဲကတော့မွေကြီးတကောင်နဲ့ပါအတော်ကြီးရဲ့မွေပါကြီးတွန်းလို့ကဘာအောင်တပတ်ပတ်ထားလို့ရပါဒီမွေနာမည်ကရောမန်ခန်းထားတော့နဲ့ရောမန်ခန်းထားခဏခဏတွေ့ရတွေ့ရင်လည်းအသေးချရတော့ဘက်နာတော့ကတော့သူ့ရဲ့နောက်ဆုံးတိုက်ပွဲပါ ။ဘယ်တော့တော့ရောမန်ကန်းတော့သူ့နဲ့အသေးထုနိုင်ခဲ့အောင်။ထုစန္ဒာမူရဲ့အစိမ်ကိုထုမိပြီးသူ့ရောအစိမ့်တင်ပြီးလေးသွားခဲ့တော့။စူးရှည်အကြီးကျယ်ဆုံးအောင်မြင်မှုကတော့တိုက်တန်တွေကိုနမ်းချပြီးနတ်ဖျားပြင်ဖြစ်လာရတော့အများစုသိကြမှာ။ဘယ်တော့စူးစအတွက်အတော်ကျန်းနဲ့ပြိုင်ပွဲတရားရှိခဲ့ဘူးပါ။တန်နိုင်လာတော့အစိုးကြီးအားလုံးရဲ့ဖခင်တိုင်ဖွန်ပါတိုင်ဖွန်ဖန်လေးကလည်းခွားမြင်နေဗျာမကြီးခံရပါရည်ရွယ်ချက်တစ်ခုရဲ့အတွက်ပါ တိုက်တန်မျိုးနမ်းချခဲ့တဲ့ဆူးစ်တို့အဖွဲ့အိုလံပီယံမျိုးပြန်လက်စားချေဖို့ဆိုတဲ့ရည်ရွယ်ချက်ပါအဲမှာဆူးစ်နဲ့တိုင်ပွန်ထိတ်တိုက်တွေ့ရဗျာပထမတစ်ခါအတွေ့ဆူးစ်တယောက်မရှိမလာပဲခံလိုက်ရတာပါဒီနေရာမှာတိုင်ပွန်တယောက်တခွဲချော်သွားပါတယ်ဆူးစ်ကိုတတ်ဖို့မကြိုးစားပဲအကျဉ်းမဲ့ချလိုက်တာပါဟာမီစ်နဲ့ပန်ကဆူးစ်ကိုလွတ်အောင်ကူညီပေးလိုက်တော့ဆူးစ်နဲ့တိုင်ပွန်နောက်တစ်ချိန်ထက်ချပါဒီကတော့ဆူးစ်ပြတ်ကျန်နိုင်သွားတယ်ဗျ။မိတော်ရင်မှပြီးတော့တိုင်ဖွန်စီပြစ်ပေါက်လိုက်တာ။တိုင်ဖွန်တရားမိတော်အောင်မှာထောင်နှန်းဆန်လိုက်ရပါတယ်။ ဒီတော့ယောမန်ကန်းနဲ့တိုင်ဖွန်ကိုရှင်းမယ်ဆိုရင်ယောမန်ကန်းကအရွယ်စားအများကြီးပိုကြည့်ရဗျာဒါပေမဲ့တိုင်ဖွန်ကပိုကျမ်းပြီးပိုဖြည့်စည်းနိုင်ဆိုရင်မြင့်ပါဒါရထားလိုက်တော့ဗျာတော့နဲ့ဆူတကယ်ထိတ်တိုက်တွေ့ရလို့စဉ်းစားကြည့်အောင်တော့အတော်တန်ပါပါတယ်ဖြတ်ကဆူကြလဲမီးအောင်ကြီးတောင် ပြစ်မာတာဆိုတန်တာပဲဗျာဒီနေ့ရောက်တကယ်ရှင်းချမယ်ဆိုရင်တော့ရတူကဝေးကြီးမရောက်နိုင်ပါဘူးအနည်းငယ်ဆိုရင်တော့အကုန်ထုရိုက်ခိုင်းရပြီးတစားစီဖြစ်ကုန်ပါ ုစကြတော့ဘယ်နေရာအရာဖြစ်ဖြစ် PSC နဲ့ပြစ်လို့လိုက်အောင်ပါဆိုတော့မင်းနဲ့ချင်းဆိုင်အတော်နီးနီးကဲကဲတွေ့ရင်တော့တော့ဘကအလေးတားရလို့မြင်တယ်ဗျာတကယ်လို့ကောင်းကင်ဘုံမှာတယောက်နဲ့တယောက်ပြင်းလွန်ရင်တိုက်မယ်ဆိုတော့ဇူးစ်ကအသားလေးပဲတော့ရဲ့လေကိုမိုးကျနေပြစ်လိုက်အောင်ဆိုတော့ဗျာဇူးစ်ကိုတတ်ဖို့တော့ရဲ့တူချက်ဘယ်နှချက်လောက်လုံးမလဲတော့ဝင်နိုင်မှုရောဇူးစ်ကမိုးကျဘယ်နှချင်းအောင်ပြစ်ရမလဲမြောက်လုံးလည်းလွဲတော့မလွဲဘူးဗျစုတန်နာရီမှာပြောကြတာတော့ဇူးစ်ရဲ့လျှက်စီးလက်နဲ့ lightning bolt တွေကို မြင်းပြန်ပကိစက်ကတယ်လာပေးရတယ်။ဒီတော့တော့ဗကန်နေစဉ်းစားရင်ဗျာဇူးစ်ကိုသူနဲ့ဓာတ်ရိုက်ထုရတဲ့ဆိုင်သူ့လက်နဲ့တဲတဲ့မြင်းမြန်ကိုထုတာပို့ပြီးတော့အခြေအနေကောင်းမှာဗျာ။ဟုတ်ပြီဇူးစ်ကပြန်ကြည့်မယ်။တော်ရီအောင်သူ့ရဲ့တူကိုမနိုင်တာအစွမ်းနှစားတို့ကပတ်ပတ်ထားပြီးသူ့ကိုယ်ရင်းနဲ့ခွန်အားတော်ကြီးတို့ဇူးဆိုဒီမှာလည်းမီးရောင်တစ်ခုလုံးတော့မထားဆိုတော့ပြလိုက်တဲ့တူကိုဖမ်းထားပြီးပြန်ပြစ်လိုက်ရင်လည်းဖြစ်နိုင်တာပဲဗျ။ကျွန်တွေးမိတာဗျာဇူးစာရောမန်ကန်တာပုံစံပြောင်းလိုက်ပြီးတောင်းနေတိုက်ရင် တော့နိုင်သွားမလားဒါမှမဟုတ်ရက်နာတော့တမိုင်းတစ်ပတ်ပြန်ပြီးနှစ်ယောက်လုံးပဲတိုင်ရင်ခိုင်ရင်တေးသွားမလားဆိုတော့ဘလို့ထင်ကြလဲကတော့ရဲ့မယောနီယာဒီကဆူးစ်ကိုထိခိုက်အောင်လုပ်နိုင်မှာပါပကိစ္စမင်းမြန်ကဆူးစ်ရဲ့အားနည်းချက်များဖြစ်နေမှာတော့ဘာစက်ဆူးစ်ဘယ်သူနိုင်လောက်မလဲအိုမမအမြင်လေးတွေရေးသွားလို့ရပါရဲ့ကအဆုံးထိနားထောင်နေသွားလို့အားလုံးကျေးဇူးတင်ပါတယ်